အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာလပတဲ့လက်ဝါပြင်များနဲ့ကြံတဲ့လက်ဝါပြင်တို့ရဲ့အကွာဟမှုလေးတွေကိုမျှဝေတင်ဆက်ပေးပါမယ်ပုံမှန်ပြထားတဲ့လက်ဝါပြင်ကတင်းမာနေတဲ့ရောင်ရောင်နဲ့ဂျိုးကုံတွေမှာအတမာလေးတွေကိုတွေးမြင်နေရပါတယ်ဒီလိုလက်ပိုင်ရှင်ကလှောက်ရှားပင်ပန်းရတက်ပါတယ်လက်ချောင်းတွေမှာလည်းအဝါရောင်တန်းနေပါတယ်ပင်ပန်းရတဲ့သူတိုင်းမှာမြင်ရလိမ့်ရှိပါတယ်စိုက်ပျိုးရေးမွေးမြူရေးပယံကန်ထရိုက် တတူတူပေါ်ရေးစက်ကရိယာဝက်ရှော့လုပ်ငန်းစစ်သားလုံး၁၃စီစတဲ့ဆိုင်ရာလုပ်ငန်းတွေနဲ့အကျိုးပေးပါတယ်အသက်ငယ်ငယ်နဲ့အလုပ်ကုန်ပုတ်တစ်ခုခုရနေမှာဖြစ်ပါတယ်သူ့ရဲ့အသက်လမ်းမှာလက်ညိုအောက်မှာအတက်လမ်းလေးတစ်ခုကအတက်ခတ်လေးတွေစီလို့တည်ရှိနေပါတယ်ဒါကတော့ပင်ပန်းရကျိုးနှက်မဲ့သူဖြစ်ပါတယ်သူ့ရဲ့ကံလမ်းကအင်္ဂါလွင်ပြင်ကနေစတက်လာပါတယ်အသက်30လောက်ကစပြီးလမ်းလေးကောင်းနေပါပြီ သူရဲ့လက်တကြွယ်မှာအောင်မြင်လန်းလဲပါနေပါသေးတယ်။လက်ညိုရင်းမှာလဲဆော်လမွန်လက်စွပ်အတူကလေးပါသေးပါတယ်။သူကသူကြရာအဆင့်မှာသူကခေါင်းဆောင်ပဲဖြစ်ပါတယ်။သူရဲ့မေတ္တာလန်းကလည်းကောင်းပါတယ်။တခုတော့ရှိပါတယ်။ဒါပေမဲ့အဲ့ဒီမေတ္တာလန်းကမဲနေပြီးဒူပြားပြားဖြစ်နေတဲ့အတွက်သူကသွေးတိုးရောဂါရတတ်ပါတယ်။ဒီလိုလက်ကလာရှိမယ်ဆိုရင်သူဟာဒေါသကြီးသူဖြစ်ပါတယ်။သူ့ရဲ့လက်မကဒေါင်းလိုက်မြင်းနေတဲ့သူ့ရဲ့ညံလန်းကဖြောက်ဆင်းနေတဲ့အတွက် ူကစင်ကြင်ညာတော့ရှိပါတယ်အကြအဖြစ်ဒီလိုကြည့်ရပါတယ်နောက်တစ်ခုကတော့လပတဲ့လက်ကလေးများပဲဖြစ်ပါတယ်လက်ကလေးတွေကိုကြည်လိုက်ယုံနဲ့လပတဲ့လက်လို့မြင်ရပါတယ်ဒီလိုလူတွေမှာကြီးမားတဲ့ဒုက္ခမရှိပါဘူးလက်ဝါးပြင်တွေမှာအပြက်လန်းကင်းခြင်းကရာရာကိုအစဉ်ပြေစေတတ်ပါတယ်လက်ဝါးပြင်ပန်းရောင်တောင်းနေခြင်းကလည်းကြီးပွားဖို့အတွက်အခွင့်အာဏာတတ်ပါတယ်ယူကုံတွေမှုချင်းတဲ့လက်ချောင်ပြေဝဖျောက်တမ်းမှုတွေကသူတို့ရဲ့ဇယက်ကကောင်းမှုအကြောင်းကိုရိပ်စားမိနိုင်ပါတယ် ဒီထက်ပိုပြီးတော့တိတာဖို့အကြောင်းတရားကတော့မေတ္တာလံဉာဏ်လံကံလံအတ္တလံတို့ဟာအံပုံတရံတည်ရှိနေပါတယ်ဒါကတော့ထူးခြားတဲ့ပင်ကိုစွမ်းရည်တွေကထိုသူတို့မှာရှိနေတတ်ပါတယ်ဒါကတော့လက်ဝါပင်တွေကိုအကျန်းကြည့်နေလေးပဲဖြစ်ပါတယ်နောက်တော့မြောက်ဝီပင်မဲ့လက္ခဏာကတော့ဆော်လမွန်လက်စွပ်နဲ့ဉာဏ်လံနှစ်ထပ်ရဲ့အားပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါပင်မှာဂွင်အပြည့်လက်ညှိုးအောက်မှာဆော်လမွန်လက်စွပ်ရှိနေပါတယ်ဉာဏ်လံနှစ်ထပ်ကလည်းပါပါသေးတယ် ဒါကြောင့်သူ့ရဲ့ကံလန်းမိန်နေခြင်းကအဓိကမကြတော့ပါဘူး။ဒီနှစ်ခုနဲ့လုံလောက်ပါတယ်။ခေါင်းဆောင်တယောက်ဖြစ်မူရပါကံတရားပါလာပါတယ်။ဆော်လမွန်လက်ဆုပ်ထူးချွန်နဲ့နယ်တဲ့ဂံပြပညာရက်တွေကိုလေးလာတတ်တဲ့ထင်ရှားလာတဲ့ဆော်လမွန်ဘုရင်ကြီးကိုဂုံပြုသူအဖြစ်ဂျာတပလီကဘက်ကိုဆော်လမွန်လက်ဆုပ်လို့ခေါ်ရင်းဖြစ်ပါတယ်။လက်ညူအောက်ဂျာတပလီဂျူခုံကိုပတ်ပြီးတည်ရှိပါတယ်။ဒီဆော်လမွန်လက်ဆုပ်ပါတဲ့သူတွေဟာနှစ်နယ်စမ်းကြဲတဲ့ဂံပြပညာရက်တွေကိုအထူးတက်သိလိုက်မယ်။ပညာအလွန်ကြီးသူဖြစ်မယ်။ရှင်းအောင်စဉ်းစားတွေးခေါ်တတ်တဲ့ပညာပြည့်စုံမယ်။ဘ ഹു ဒုတာရှိနေမယ်။ လူသိများတဲ့လူဖြစ်လာနိုင်ပါတယ်။တန်ယုံတန်ယုံလောင်းတဲ့အရာရာကိုမယုံကြည်တတ်ဘူး။တန်တရားစိတ်တော့ရှိနေတတ်ပါတယ်။ဝေရင်လက္ခဏာပညာယက်တိမှလည်းထူးယွန်းတတ်ပါတယ်။ဒီအမတ်သားကပညာယက်တိကိုမန်ကန်အောင်ဖော်ထုတ်နိုင်လို့မန်နဲ့ဆရာဆရာမအဖြစ်အောင်မြင်မယ်။မိမိဘေးကနေမိမိကိုခားစားမဲ့သူတွေတပြည့်သားသမီးတွေပေါ်ကြွယ်သွားမယ်။မိမိရဲ့ကျွမ်းကျင်မှုမိမိရဲ့ပညာအဆင့်မှာယာရုနေရတူနေတော့ခေါင်းဆောင်နေရာရတတ်ပါတယ်။ဥဆောင်ရမယ်လို့ပြောလို့ရတဲ့အမတ်သားတစ်ခုဖြစ်ပါတယ်။တပြည့်တွေလည်းပေါ်များနိုင်ပါတယ်။ ာရေးဆရာလုပ်ရင်လည်းအရေးသားကောင်းသူဖြစ်လာမယ်။ပါလာတဲ့သူကတော့အင်မတန်ကံကောင်းပါတယ်။နောက်တစ်ခုကညာလန်းနှစ်ထိုက်အာနိသင်ပဲဖြစ်ပါတယ်။ကဘာကျော်လက္ခဏာဆရာကြီးကင်လိုမာတဲ့ညာလန်းနှစ်ခုပါလာပါတယ်။ဘာသာစကားများစွာနဲ့ကြံပြုစုပြီးလက္ခဏာဘီတကိုကဘာကျော်အောင်မြင်ခဲ့ပါတယ်။ညာရည်နှမျိုးရှိနေသူမျိုးဖြစ်ပါတယ်။တချင်းဆိုရင်သင်္ချာတွက်နေတဲ့သူမျိုးစကားပြောရင်းနဲ့စာရေးနေတဲ့သူမျိုးတွေမှာအတွေ့များပါတယ်။မိမိရဲ့လုပ်ငန်းကိုရှုထောင့်မျိုးစုံကနေကြီးမြင့်သုံးသပ်နိုင်မယ်။အလိုလိုသိမြင်နေတတ်တယ်။သူများကိုလည်းအကြံပေးနိုင်တယ် ဆွေးနွေးနိုင်ကြပါတယ်။ညာလန်းတစ်ကြောင်းဟာမြင်းပြိုင်လိုပြေးနေရင်မှတ်ညံကောင်းခြင်း၊ညာရင်နှစားရှိခြင်း၊လက်ပုံစံ၊လက်ပချင်းတွေကလက်ပိုင်ရှင်ကိုအထောက်ပံ့ပေးနေပါတယ်။ညာလန်းတွေဟာအောက်ကိုနှဲငယ်ကွေးကျနေတဲ့အတွက်ကြောင့်အတွေးခေါ်စိတ်ကူးကောင်းတွေရှိနေတတ်ပါတယ်။လက်ပုံစံကလည်းလက်မအားကောင်းပြီးတော့၄တောင်ကျနေတဲ့အတွက်ကြောင့်ကြံတဲ့ကံလန်းတွေမိမိန်ချင်းအောင်မြင်လန်းတွေမိမိန်ချင်းသဘာဝရှိနေမယ်။လေးတော်လက်ရဲ့သဘာဝအရစိတ်ကူးကိုလက်တွေးပုံဖော်တတ်တဲ့အဆင့်ကိုရောက်ပြီးတော့လက္ခဏာရှင်ဟာ သူ့ရဲ့အရေးသွေးတောက်ပအောင် လုံနိုင်စွမ်းစီးနေတတ်ပါတယ်။အုံနောက်ပိုင်းဆိုင်ရာကိုအကာအကွယ်ပေးသလိုညံရီကိုလိုသလိုပုံဖော်နိုင်စွမ်းနဲ့အလေအကျင့်တစ်ခုသူ့မှာဖြစ်လာမယ်။ဒါကြောင့်အရေးသွေးစွမ်းရည်ဟာညံလန်းနှစ်ထပ်နဲ့အတူဆော်လမွန်လက်စုကိုပါဖြည့်လိုက်တဲ့အတွက်ကြောင့်သူဟာနောက်အခါမှာကျမ်းပြုစုသူစာပေပညာဘက်မှာထူးချွန်လာပါလိမ့်မယ်။ညံလန်းအပူကအမွေရမဲ့ကံကိုလည်းပေးစီပါတယ်။လက္ခဏာပိုင်ရှင်ကအသက်28နှစ်အရွယ်သာရှိသေးတဲ့လူငယ်တယောက်ဖြစ်ပါတယ်။ ုံမှန်ပြထားတာကတော့စနေဂျူခုံလို့ခေါ်တဲ့လက်ကလေးအောက်ကတွီးကံပဲဖြစ်ပါတယ်ဒီလိုမျိုးစနေဂျူခုံအောက်မှာတွီးကံတင်ကေတတီကျစွာတီရှိနေတဲ့သူတွေဟာလိုဝဲနဲ့နဲတဲ့ပညာစမ်းကြဲတဲ့ပညာတွေဘေးရင်လက္ခဏာပညာတွေမှာတူးချွန်တက်မြောက်ခြင်းတွေရှိမယ်အကယ်၍လက်ကလေးတတရအစစ်မှာကျဲတပွင့်ကလည်းတွဲဖက်ပါနေမယ်လက်ပုံစံကလည်းရှည်မျောမျောရှိနေမယ်ဆိုရင်တော့အောက်လန်းစေးပညာတွေတက်မြောက်နေတတ်ပါတယ်သူဟာသူ့ပညာနဲ့လူတွေကိုဒုက္ခပေးတတ်ပြန်ပါတယ် ောက်တစ်ခုကတော့ဗုဒ္ဓလံသူမဟုတ်ကျမ်းမာရေးလံပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လောက်ဝါးပြင်မှာကျမ်းမာရေးလံကညံလံကနေစတင်ထွက်လာပြီးလက်တန်းအထီကိုမပြတ်မတောက်တည်ရှိနေပါတယ်။သီးသွဲထင်ရှားပါတယ်။အယံလံတူကလေးကလည်းဂျူကုံပေါ်မှာတည်ရှိနေပါတယ်။ပြီးရင်သူ့ရဲ့ဗုဒ္ဓဂျူကုံကလည်းအပြက်ကင်းစွာနဲ့မိုးမောက်အားကောင်းနေပါတယ်။ဒါကြောင့်လက္ခဏာရှင်ကမထင်မှတ်ပဲအရင်မဆိုင်ရတဲ့အတတ်ပညာနဲ့ငွေအလုံးရင်းတွေရရှိပြီးကြီးပွားလာပါတယ် အရင်မစားရတဲ့အတတ်ပညာတွေကတော့ဥနာပြူစေယဝန်မန်နေဂျာစီးပွားရေးပညာရှင်ကျောင်းဆရာဘေးရင်လက္ခဏာဆရာစတဲ့အတတ်ပညာတွေကိုဆိုလိုပါတယ်။နောက်ဆုံးတစ်ခုကတော့တန်တရားနဲ့သုံးဝတူစိတ်များပြီးမစ္စရိယစိတ်များတဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။သူရဲ့လက်မအပေါ်ဆုံးအစ်စ်မှာခက်ရင်ကပုံတံပါပါတယ်။ဒီလိုပါလာခဲ့မှဆိုရင်တိုးသူဟာအလကားနေရင်တန်တရားများတဲ့သူဖြစ်ပါတယ်။ သူစိတ်နဲ့သူကိုကြောက်လဲစိတ်ဆင်းရဲစရာဖြစ်ရက်တွေကကြုံတွေ့နေရတတ်ပါတယ်။သူကသူများနဲ့ပဲဆွဆွဲနေတတ်တဲ့အတွက်ကြောင့်သူရဲ့ချစ်သူကဆုံးခွာတာကိုလည်းခံရတတ်ပါတယ်။သင်ရဲ့လက်ချောင်းလေးတွေကလည်းသင်ရဲ့စိတ်နေစိတ်ထားကိုပေါ်ပြနေတယ်ဆိုတာကို သင်သိပါသလား။ဥပမာသင်ရဲ့လက်မဟာ အပြင်ဘက်ကို ကော့နေပါတယ်။ဒါကအကြံအဖြစ်ကလဲစာခြေလိုစိတ်ရှိသူလို့ဆိုရပါမယ်။ဒါအပြင် သူဟာ သူ့ကိုယ်သူအထင်ကြီးပြီးစိတ်ကြည်ဝင်လေးလည်းရှိပါတယ်။လက်မဟာတာမန်မဟုတ်ပဲလက်ဝါဘက်ကိုကုတ်ကြနေတဲ့ဆိုရင်တော့သူဟာဝန်တွင် ယူယူတတ်သူတယောက်ဖြစ်ပါတယ်။ဒါမှမဟုတ်ရင်လည်းစိတ်တစပုံစံမျိုးယူသူတတ်ပါတယ်။နောက်တစ်ခုကလက်ညိုဖြစ်ပါတယ်။လက်ညိုအပြင်ဘက်ကိုကော့နေတဲ့သူကတော့ရံမလို့တတ်တဲ့သူပါ။ရံဖြစ်ရတာကိုမကြိုက်တတ်ပါဘူး။ရှောင်သွားတတ်ပါတယ်။လက်ဝါဘက်ကိုကုတ်ကြနေမယ်ဆိုရင်တော့ရံလို့တတ်ပြန်ပါတယ်။အနိုင်ယူခြင်းတတ်ပါတယ်။ နောက်တစ်ခုကလက်ကလေးလက်ကလေးအပြင်ဘက်ကိုကော့နေမဲ့ဆိုရင်ခေါင်းဆောင်တက်ပါတယ်လက်ဝါဘက်ကိုကွေးမဲ့ဆိုရင်တော့ခေါင်းဆောင်ပြရတက်ပါတယ်နောက်တစ်ခုကလက်သကြွယ်ဖြစ်ပါတယ်လက်သကြွယ်အပြင်ဘက်ကိုကော့နေတဲ့သူဟာပစ္စည်းဥစ္စာတွေကိုမခင်တွယ်တက်ပါဘူးလက်သကြွယ်ဟာလက်ဝါဘက်ကွေးကျနေမဲ့ဆိုရင်တော့အလားအပကိုမတ်တက်ပါတယ်နာမည်လည်းကြော်ကြားတက်ပါတယ်နောက်ဆုံးတစ်ခုကတော့လက်တန်ဖြစ်ပါတယ်လက်တန်ကဇယိုက်ကိုကိုးစားပြုပါတယ် လက်တန်းဟာအပြင်ဘက်ကိုကောက်မယ်ဆိုရင်တော့အနုပညာဉာဏ်ရည်ရှိပါတယ်။လက်ဝါးဘက်ကိုကောက်နေမယ်ဆိုရင်တော့လိန်တက်ပါတယ်ခိုးတက်ပါတယ်။နောက်တစ်ခုကတော့အသက်လန်းတူခြင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။သူ့ရဲ့အသက်လန်းအောက်ပိုင်းဟာမေးမိန်နေပါတယ်။ကျမ်းမာရေကိုဂယူဆိုင်ပါအားကစားလုပ်ပါ။အားကစားလုပ်ရင်အသက်တက်ဟာခိုင်မာလာတက်ပါတယ်။တရားသဘောနဲ့ကြည့်မယ်ဆိုရင်လည်းကုသိုလ်ဖက်ကအသက်ရှည်ဆိုတဲ့စကားလိုပဲလူ့ကိုယ်ကြောင်ကိုစွန့်ပြီးသာသနာပြုလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။သူ့ရဲ့ညာလမ်းကြောင်းကိုကြည့်လိုက်ပါ။သူ့ရဲ့ညာလမ်းကြောင်းဟာလောက်ဝါးဆောင်အထိရှိနေပါတယ်။ဒါကတော့သူဟာအသက်မတူနိုင်ဘူးလို့ပြနေပါတယ်။အသက်မတူအောင်တော့ကံဉဏ်ဝိရိယအားတော့လိုအပ်ပါတယ်။တရားဘာဝနာကိုလည်းလုပ်ပါ။ဒါဆိုရင် ကုသိုလ်ကံကလာထောက်ပံ့ပြီးအသက်ရှည်လာပါလိမ့်မယ်။နောက်ဆုံးခုကတော့ကြာသပတိဂျူခုံဘောကစကားကွက်တစ်ခုပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးကြာသပတိဂျူခုံအောက်မှာစကားကွက်တစ်ခုပါလာခဲ့မယ်ဆိုရင် ်သူဟာအလိုလိုစိတ်ကြီးဝင်တတ်သူဖြစ်ပါတယ်စိတ်ဓာတ်ကြဆင်းမှုမြန်ဆန်တတ်သူလည်းဖြစ်ပါတယ်ဇွဲလမ်းမှုကြီးမားသူလည်းဖြစ်ပါတယ်ဘာသာရေးခံယူချက်တွေမှာလည်းများစွာမာယွင်းတတ်သူလည်းဖြစ်ပါတယ်ဒီကနေ့လက္ခဏာဘုသူတ္တလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာသူတ္တတိုးပွားနိုင်ကြပါစေ။